grade 1ထဲမှာရှိတဲ့ c ရဲ့တန်လေးနဲ့ d ရဲ့တန်လေးကိုလေ့ကျင့်ကြကြရအောင်နော် c ရဲ့တန်လေးကအကောင်လုံးသိထားပြီပေါ့နော်အဲ့တော့သူက c ရဲ့တန်လေးနဲ့ဆိုင်တဲ့စကလုံးလေးနှလုံးကိုပေးထားတယ်ပေါ့နော် c a k e ဟုတ်ပြီဒီမှာကကျတော့ကျမက a e လေးရဲ့ အတန်ကိုတစ်ချက်ရှင်းပြမယ်နော်အဲကျမတို့က a တက် e လေးပေါ့နော် a e လေးရှိမယ်ပြီးတော့အလယ်မှာစကလုံးလေးကျလုံးလုံးရှိမယ်ဆိုရင်အဲ a e ရဲ့အတန်ကိုကျမတို့က a အဲ့လိုမျိုးထွက်ပြီးတော့အလယ်ကစကလုံးလေးရဲ့အတန်လေးနဲ့ပြန်ပိတ်ရတာပေါ့နော်ဒီမှာဆိုရင် a e လေးက a အလယ်မှာရှိတဲ့ k လေးက k အဲ့တော့ k တန်လေးနဲ့ပြန်ပိတ်ရမယ်ပေါ့နော်ဟုတ်ပြီရှိက c လေးက k ဟုတ်ပြီနော် k a e လေးနဲ့ပေါင်းလိုက်တော့ cake ဟုတ်ပြီနော် elegant cake တန်လေးနဲ့ပြန်ပေးမယ်ဆိုရင် cake cake အဲ့လိုလေးဖြစ်သွားတာပေါ့နော် c a k e cake cake ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ c u p c လေးက k u လေးကကြတော့ a ဟုတ်ပြီနော် p လေးက p ပေါင်းလိုက်မယ်ဆိုရင် cup cup p တန်လေးပါပေါင်းထည့်ရမယ်နော် cup cup ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ d ရဲ့တန်လေးက d d ဟုတ်ပြီနော်အဲ့တော့ DOG D လေးက D O လေးကကြတော့ O ပါလိုက်တော့ D D လေးက G အဲ့တော့အကုန်လုံးပေါက်ထိုက်လိုက်မယ်ဆိုရင် Dog 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 ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ D U S T E R D လေးက D U လေးကကြတော့ A ပါလိုက်တော့ D S လေးက S အဲ့တော့ Das Das T လေးက T e r လေးကကြတော့ကျမတို့က sure တန်လေးနဲ့ထွက်တယ်ပေါ့နော်အဲ့အဲ့တော့အကုန်လုံးပါလိုက်မယ်စေ duster 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 အဲ့လိုလေးဖြစ်သွားပါလေရှင်